ဟယ်လိုအားလုံးမင်္ဂလာပါဘူမောမချန်ကနေကြိုဆိုပါရစေဆိုတော့စလာဗီးယားနဲ့ကျွန်တို့သားအာဆင်နယ်တို့ရှင်ပြိုင်ကစားတဲ့ပွဲမှာတော့၃ဂိုးကိုမရှိဆိုတဲ့ရလနဲ့အာဆင်နယ်ကကျွန်တို့သားအနိုင်ရတယ်ပေါ့နော်ဒီစလာဗီးယားပရာဟာနီနဲ့ကျွန်တို့ဒီအိမ်ဝင်းဖြစ်ပြီးမြင့်လေလို့ အာဆင်နယ်လိုအသင်းမျိုးကိုကျွန်တော်ကဘလို့မှရှင်မကစားနိုင်ခဲ့ဘူး။ဒါအပြင်အာဆင်နယ်ဘက်ကအပြောင်းလဲတွေအများကြီးလှုပ်ထားတာတောင်မှကျွန်တော်ဘလို့မှအင်ရှင်အသင်းရဲ့ဘက်ကရှင်မကန်နိုင်ခဲ့တာပေါ့။ဒါကလည်းကျွန်တော်တို့ပြည်သက်တွေတော်တော်များများထူးခြားလိမ့်မယ်လို့မထင်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်ကလက်ရှိမှာဒီလက်ရှိဗာလဲစလာဗီးယားပရဂလိုအသင်းမပြောနဲ့ဗျာ။သူ့ထက်အင်အားအများကြီးကောင်းပါတယ်ဆိုတဲ့အသင်းတွေကိုတောင်မှအနိုင်ယူပြထားပြီးတော့ဒီတကယ်တကယ်အက်တလက်တီကိုမက်ထရီတို့ဘာလို့လို့အသင်းမျိုးတွေကတော့မှသူတို့ကလှုပ်ပြထားတာ။ ဲ့တော့မင်းမင်းအင်ရှင်မကလို့ဘာပဲဖြစ်နေဖြစ်နေဘောနော်အာဆင်နယ်လိုအသင်းမျိုးကိုကျွန်တော်ကအနိုင်ယူဖို့ဒုက္ခပေးဖို့ဆိုတာမျိုးကနီးကိုမနီးဆက်ဘူးဒါအပြင်ဒီနေ့ပွဲမှာဆိုလို့ရှိရင်လည်းအာဆင်နယ်ဟာအပြောင်းအလဲအများကြီးပဲသို့တော်လည်းပဲကျွန်တော်ဒီနေ့ဂိုးပြတ်နိုင်ပွဲဒါအပြင် clean sheet နောက်ထပ် clean sheet ပါကျွန်တော်တို့ကယူနိုင်ခဲ့သေးတာဒါ penalty ပေးရမလို့ကျွန်တော်ဖြစ်သေးတယ်ဒါပေမဲ့လည်းလို့ဘောနော်လုံးဝဒါဟာဟိုမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပြီးတော့ penalty ပါလိုက်မှကျွန်တော်မပေးခဲ့ဘူးအဲ့တော့လက်ရှိမှာ Slavia ရဲ့ဘက်ကတော့သူတို့မှတကူရမယ့်အခွင့်အရေးเนาะ Arsenal ဘက်ကလည်းပဲ လုံးဝကျွန်တော်ပြောရမလဲဒီကလင်းရှိပြက်မဲ့အခွင့်အရေးတွေကိုကျွန်တော်ကလုံးဝအဲဒါတားဆီးနိုင်ခဲ့တယ်ပေါ့လေဆိုတော့အာဆင်နယ်ဘက်မှာတော့ဆာကာက32မိနစ်မှာပင်ရည်ကျွန်တော်ရတယ်အဲနောက်ထပ်ငကူကတော့မီကယ်မယ်ရီနိုရဲ့ကျွန်တော်46မိနစ်နဲ့ကျွန်တော်ဒီ68မိနစ်ဒီမှာရတဲ့ twin goal တွေနဲ့ပေါ့လေဆိုတော့ Vita Yogres က injury ပြဿနာကြုံနေရပြီးတော့လုံးဝအပြေအဝပေါ့နော်အဲကံနိုင်ခြင်းမရှိအခြေအနေမကောင်း injury ကြုံနေရတဲ့အနေအထားမျိုးမှာ မယ်ရီနိုကိုအာဒီဒါကပွဲထုတ်လာတယ်ဒီပွဲထုတ်လာတဲ့ပွဲမှာမယ်ရီနိုရဲ့ဘက်ကတော့တာဝန်ကြီးတယ်ကျွန်တော်ပြောရမယ်နေရာယူပုံတွေကျွန်တော်တို့ကောင်းတယ်အမြင်ပေါ်တွေကျွန်တော်အားသာတယ်ပေါက်ဆဲမှာအလိုက်တင်ပေါ့နော်ဘဲချင်းကြီးဘလူးဘလူးရောက်နေဒီဒီရွှေလျားရမယ်သူ့မှာကျွန်တော်တို့ပေါ့နော်အကုန်လုံးကျွန်တော်တို့တည်နေပြီးတော့တကယ်ကိုရွှေလျားမှုတွေကတော်တော်ကိုကောင်းတာဆိုတော့လက်ရှိဒီပွဲမှာဆိုလို့ရှိရင်အာစနယ်ဘက်ကဂိုးပေါက်ကွန်သူမှုကျွန်တော်တို့က14ချိန်ရှိတယ်ခုနှစ်ချိန်ဂိုးပေါက်တက်ပြီးတော့3ဂိုးရတယ်ပေါ့လေဒီနေရာမှာမယ်ရီနိုရဲ့ပထမလုံးကိုကျွန်တော်တို့က အဲမာတီနီလီလာနော်မာတီနီလီလာကျွန်တော်တို့ဒါအသားလေးချိုးပြီးလိုက်တာကိုကျွန်တော်တို့ trouser တင်မှာ trouser လာနော်ကျွန်တော်တို့ချိုးပြီးလိုက်တာကိုအသားလေးသူပိတ်သွားတယ်ဒုတိယသူသွင်းတဲ့လုံကတော့ rice ရဲ့ဖြစ်တင်ပေါ့ဒီညမှာဂိုးသမားပြိုင်ပဲဂိုးသမားပေါ့နော်ဒီ marco page အနေနဲ့ပူပြီးတော့ကောင်းအောင်လုံနိုင်ခဲ့တဲ့နေပေါ့နော်ပူပြီးတော့ကောင်းအောင်လုံနိုင်ခဲ့တဲ့နေဒါပေမဲ့လို့အဆင်မပြေခဲ့ပဲနဲ့ဒါကြားထဲမှာဟိုချော်ပုတ်တာတွေဘာတွေချော်ကြတာတွေဒါမှမဟုတ်ဖြစ် merino ရဲ့ဟို အာယုံနောက်လုံမှုအပါဝင်ကျွန်တော်တို့ကမေရီယိုနဲ့တော့ထိပြီးတော့ဂိုးရရပေါ့လေဒါကြောင့် rice ရဲ့ပြေမှုကိုကျွန်တော်တို့ကအကောင်းဆုံးကျွန်တော်နေနဲ့လုတ်ပြသွားတယ်လို့ပြောရမယ်ဒါကြောင့်ကျွန်တော်တို့တိုက်စစ်မှာ harvest to injury ပြဿနာတွေကြုံနေရတဲ့ချိန်အဲဒါအပြင်ပေါ့နော်ဟိုဘယ်လိုပြောမလဲတိုက်စစ်မှာဆိုလို့ရှိရင်ဟေဆူးတို့ဘာလို့ကျွန်တော်တို့ကမကန်နိုင်တဲ့ချိန်နော်အာဂိုရီနဲ့ခေါ်ရတဲ့ယိုခရက်စ်တို့မကန်နိုင်တဲ့ချိန်မျိုးမှာဒီလိုတစ်ခါလေလိုအပ်တဲ့ပွဲဒီမှာမေရီယိုကတော့အဆင်ပြေအောင်လုတ်ပြနေတယ်ပေါ့လေပြီးခဲ့တဲ့ရာသီကလည်း မယ်ရီနိုရဲ့လုတ်ပြနိုင်မှုကိုကျွန်တော်တွေးကြရတာပဲ။ဒါကြောင့်လည်းရှိတော့ဒီပွဲမှာဆိုလို့ရှိရင်တောင်းဝန်အများကြီးကြည်တယ်လို့ကျွန်တော်ပြောရမယ်။အဲဘူကာယိုဆာကာကလည်းဒီတင်းကိုဥဆောင်ပြီးတော့သူပွဲထွက်လာတယ်။ဒါတကယ်အဆင်ပြေတဲ့ performance မျိုးကျွန်တော်ပြသွားတယ်ပေါ့။အာဆင်နယ်ဘက်မှာတသိန်းလုံးနီးပါးကကောင်းနေခဲ့တာဆိုတော့ဘယ်သူမှမလို့ကြီးထူးခြားကောင်းနေတယ်ဟိဆိုတာမျိုးကျွန်တော်မရှိဘူး။ဒါပေမဲ့မယ်ရီနိုကတော့နှစ်ကိုးသွင်းနေဆိုတော့ဒါအကောင်းဆုံး performance ပြခဲ့တဲ့ကစားမလို့ကျွန်တော်ပြောရမှာပေါ့လေ။ Rise to Baro ဆိုလို့ရှိရင်လည်းပွဲကိုလုံးဝထိန်းချုပ်သွားတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် ဒါလူသားတွေဘာတွေကျွန်တော်လဲပြီးတော့အနားတွေဘာတွေကျွန်တော်ပြီးခဲ့တယ်တကယ်အဆင်ပြေတယ်ပေါ့နော်။အဲကြောင့်ကျွန်တော်ကွင်းလယ်မှာလည်း Christian Nogan နေနဲ့ပွဲချိန်ပြေကျွန်တော်ကစားခွင့်ရတယ် Rice ပြီးမှအဆင်ပြေအောင်ကစားသွားတယ်။ Number 10 room မှာဆိုလို့ရှိရင် Wenery တို့ဘာတို့ဖူကျွန်တော်ပွဲထွက်လာတယ်။ဆိုတော့ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းစံချိန်တင်စရာဖြစ်ကတော့လူငယ်ကစားမလေးဖြစ်တဲ့ကျွန်တော်ဒါ Max Downman ပေါ့လေ Max Downman ကျွန်တော်ဒါပွဲကစားခွင့်ကျွန်တော်ရတယ်။ ဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုရင်အာဆင်နယ်ဘက်ကတော့ပွဲရဲ့အခြေအနေကိုလည်းကောင်းကောင်းထိန်းချုပ်နိုင်တဲ့လိုအပ်တဲ့နိုင်ပွဲကိုလည်းကျွန်တော်ယူနိုင်ခဲ့ပြီးတော့ရလက်ကောင်းရက်ကော့ကောင်းလေးကျွန်တော်ပြောရမယ် clean sheet ကိုလည်းကျွန်တော်ဒါထပ်ပြီးတော့ဗောနော်အာဆင်နယ်ရဲ့ဘက်ကအဝေးကွင်း Champions League မှာကျွန်တော်ရတယ်ဒါကြောင့်တော်တော်တော့အဆင်ပြေပါတယ်သူတို့ပြင်ဒီ weekend မှာဆိုလို့ရှင်အာဆင်နယ်ဒီနဲ့ကစားရဖို့လိုတယ်ဆိုတဲ့အခါကျတော့တကယ်အသင်းအတွက်ကျွန်တော်ဒီ ban white ban white ကဒုတိယပြီးမှာပါလာသေးတယ်ဗောနော်တင်ပါနဲ့လဲပြီးတော့ထပ်ပါတော့ဒီ azero လို့ကစားမားတွေကိုနားပေးတယ် full backs မှာဆိုလို့ရှိရင်ဘယ်ချမ်းကကစားမနှစ်ယောက်ဆိုလို့သူတို့အနာပေးတယ်เนาะပြီးလို့ရှိရင်ခုနကပြောတဲ့တိုက်စစ်မှာဆိုလို့ရှိရင်လည်းယိုခရက်စတိုဘာတို့ကတော့စိတ်ရင်းနဲ့ကိုကျွန်တော်မပါနိုင်ခဲ့ဘူးပေါ့ကျွန်တော်တို့ weekend မှာပြန်ပါမယ်လို့တောင်ထင်ပါတယ်တည်တည်ကြာကြာမတိရသေးဘူးဆိုတဲ့အခါကျတော့ပေါ့เนาะအဲကြောင့်ကျွန်တော်ကြည့်မယ်ဆိုရင် Arsenal ဘက်ကအပြောင်းလဲတွေအများကြီးနဲ့တော့မှ Slavia Prague ကသူတို့အတွက်ဒီ NDA ပြီးနိုင်တဲ့အတင်မျိုးမဟုတ်ဘူးသူတို့အတွက်ပေါ့เนาะဒုက္ခရောက်အောင်ပြီးတယ်မလားကြီးလောက်ပြနိုင်မယ့်အတင်မျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်ထပ်ပြီးတော့တက်တည်ပြသွားတယ် Arsenal အတွက်ကတော့ ပြီးခဲ့တဲ့ရာသီကိုကျွန်တော်ပြန်ကြည့်ရင်အပြောင်းလဲတွေဘာတွေများပြီဆိုလို့ချင်းဒုက္ခရောက်လို့ရှိပါတယ်။အတိုင်းမဲ့လို့ဒီရာသီသူတို့အသင်းရဲ့ squad depth ကအောင်းဆုံး performance တွေကျွန်တော်ပြနေတယ်။လုံးဝ first line နဲ့လိုမျိုး top level performance မျိုးမဟုတ်တော့မှသူတို့ရဲ့ second line နဲ့ဆိုလို့ချင်းဒီလိုအသင်းမျိုးတွေကိုတာတာရရာဘာမှန်းတိတ်ပြီးတော့ဒုက္ခမရောက်ဖင်းနဲ့အနိုင်ယူနိုင်စွမ်းရှိစေဆိုတာကျွန်တော်သာပြသွားတာလေ။အဲကြောင့် Champions League လိုမျိုးဒီလိုပွဲမျိုးတွေသူသဖြင့်ကျွန်တော်တပတ်ကိုနှစ်ပွဲသုံးပွဲလောက်ကစားနေရတဲ့အချိန်မှာ အပြောင်းလဲတွေလုတ်ပြီးတော့အဲ့ဒီအပြောင်းလဲတွေကလည်းအမှတ်တရအောင်ယူနိုင်ရမယ့်အခြေအနေမျိုးကိုအာဆင်နယ်ကဖန်တီးထားနိုင်ခဲ့ပြီပေါ့လေဒါကြောင့်လောတင်မှာအာဆင်နယ်တို့ကတော့ဒီလိုနိုင်ပွဲဆိုတာတိတ်ပြီးတော့မထူးခြားတော့ဘူးလို့တော့ကျွန်တော်ပြောရမယ်ကလင်းရှိရတယ်ဆိုတာကလည်းပုံမှန်လို့ကျွန်တော်ဖြစ်လာပြီဆိုတော့အကောင်းဆုံးနောက်ထပ်ပွဲတစ်ပွဲကိုမြင်တွေ့ရခဲ့တယ်လို့ပဲကျွန်တော်ဆိုရမှာပေါ့ဗျာအပြောင်းလဲတွေလုတ်ထားလေလူစင်းနဲ့ကျွန်တော်စမယ်ဆိုရင်ဒီကရိုနေနေရောဘလူမင်းညလေဒီဘက်မှာမယ်ရီနိုကအကောင်းဆုံးဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်